ပါမင်္ဂလာနေ့လည်ခင်ပါနော်မင်္ဂလာမင်္ဂလာနေ့လည်ခင်ပါကျွန်တော်ကမှမြတ်အားလုံးမင်္ဂလာရှိတဲ့နေ့လည်ခင်လေးပါနော်မနက်7:00တိ break နော်မနက်7:00တိ break ကို83တိမယ်ထင်တာနော်တန်းခဲ့ပြီးတာ1689 1689 7:00တိ break နဲ့ကပ်ပါဆိုပြီးပေးတာဒါ YouTube မှာပြောတာနော်အဲ1689 1689ကို83နဲ့ဟို83တိ break နဲ့ကပ်ပါဆိုပြီးတော့ပေးခဲ့တယ်83ဆိုတဲ့တိ break ပေါ့နော် တိမဲ့ထင်တာပြတော့38ပေါ့နော်38ဆိုရဲ temperate တိမဲ့ထင်တာနော်38ဆိုရဲ temperate တိမဲ့ထင်တာအဲ့ဒါလေးတိမဲ့ဆိုရင်တော့အရန်ွက်လေးရရအောင်မယ်နော်အရန်ွက်လေးကကျွန်တော်ရဲ့ဘွေမာတွေရအောင်မယ်သူကဘယ်အတီးသွားလဲဆိုတော့ကျွန်တော်ကမှများ38ကိုသူက31ဆိုပြီးပြန်ပြောင်းသွားမနေ့ညနေရ13ကိုထွက်တော့31ဆိုပြီးပြန်ရိုက်နော်ဒါကနန်းပြန်ရိုက်တာပေါ့နော်ကနန်းပြန်ရိုက်တော့တဲ့သဘောတရားရှိတယ် ဲဒါဆိုရင်ကျွန်တော်ရေကွယ်မှာယနေ့ညနေ4နာရီခွဲမှာတော့ကနန်းပြန်ရိုက်သွားတယ်ဆိုတော့ယနေ့ညနေ4နာရီခွဲကိုတန်းငယ်တို့ဘယ်လိုရှစ်ဆက်မလဲဆိုတာတစ်ချက်ပဲလိုက်ကြည့်ပေးဟုတ်ပြီနော်ကဲဒါဆိုရင်ထိတ်စီးတစ်ချက်သွားမယ်နော်ထိတ်စီးကျွန်တော်ရေကွယ်မှာတစ်ချက်လိုက်ကြည့်ပေါ့ဗျာဒါမနေ့ညနေရတန်းငယ်နော်ဟိုတစ်သုံးမှန်နဲ့အောင်မြင်တဲ့ထိတ်စီးဆိုင်ကျွန်တော်ချိုးတွေရလဲနော်ဘလောက်မှန်မှန်ပြပြောတဲ့သူတွေပေါ့နော် တချောင်းတိတ်ကို9ဟိုတကယ်လို့တောင်းဖြစ်မှတ်ဆိုရင်9 3ဘိတ်6 6ဘိတ်နဲ့1 3ဆိုတဲ့4ဘိတ်အဲ့ညနေရက်1 9တကွာကောင်ပေးတာ1 3ဆိုတဲ့4ဘိတ်ထွက်သွားခဲ့တယ်ပေါ့နော် main quad ထဲကထွက်သွားတာအဲ့ဒီ site ကိုပြန်ပြပေးမှဖြစ်တယ်အားလုံးပဲမင်္ဂလာရှိတဲ့မနက်နေ့လည်ခင်းမှာစိုက်နေတတ်တဲ့ကိုရီမကြီးအားလုံးပဲညနေပေါက်ပြီးပြရတယ်ဟုတ်ကဲ့ပါတနေ့တဲ့ကိုရီမိုင်းအားလုံးကကစားပါမကြိုက်တဲ့ကိုရီမိုင်း90ဘူးလည်းမထိုးနဲ့100ဘူးလည်းမထိုးနဲ့နော်ဒါဆိုထိတ်စည်းသွားမယ်ကျွန်တော်ကောင်မှမညာ65က6ထိတ်ပါ ရှစ်ဘူးဒီရှစ်ထိပ်ပါ6ရှစ်နှလုံးပေါင်းခြင်း၄လို့ရပါတယ်။6ရှစ်နှလုံးပေါင်းခြင်း၄ပါ၄ပါဝါဒီ9ပါ၄ကိုဒီထိပ်စီးလို့ပြပါတယ်။ဟုတ်ပြီတော့၄ကိုထိပ်ကို၄ထိပ်နဲ့45ဆိုပြီးထားပါတယ်။ရှစ်ဘူးဒီကျွန်တော်တို့ရှစ်ထိပ်ပါခွန်ဘူးကခွန်ထိပ်၈ခွန်နှလုံးပေါင်းခြင်းရှိကုန်နှလုံးပေါင်းခြင်း9လို့ရပါတယ်9ပါဝါတီ3ညပါ9သုံးညတီထိပ်စီးလို့ပြပါတယ် မတော်ညာထိတ်ကိုတုံညာထိတ်နဲ့တုံညာခွန်ဆိုတဲ့ခွန်လေးပဲထွက်ပါတယ်ဆက်သွားမယ်ခွန်ဘူးခွန်ထိတ်43လေးထိတ်ခွန်လေးနှလုံးပုံချင်းခွန်နဲ့လေးနဲ့ပေါင်းတော့1 1ပါဝါတီ6 16ဒီကျွန်တော်ရဲ့ဂွေမိုင်အားလုံးပဲထိတ်စီလို့ခေါ်ပါတယ်16ထိတ်စီကျွန်တော်ရဲ့ဂွေမိုင်16ထိတ်ကိုဘာထွက်လဲဆိုရင်1ထိတ်နဲ့13ဆိုပြီးထွက်တယ်နော်16ထိတ်ကို13ဆိုပြီးကျွန်တော်ရဲ့ဂွေမိုင်ထွက်ရှိလို့အောင်းမြင်ခဲ့တယ်တဲ့ ။ဒါဆိုယနေ့ညနေ၄နာရီဘွဲတော်ထိတ်စီးသည်တဲ့၄၃၄ထိတ်25နှစ်ထိတ်နဲ့၄နှစ်နှလုံးပေါင်းခြင်း။လေးနဲ့နှစ်နဲ့ပေါင်းတော့6လို့ရမယ်6ပါဝါသည်1 6တိသည်ယနေ့ညနေ4နာရီခွဲအတွက်ထိတ်စီးဖြစ်တဲ့ငယ်တို့ဂိုင်သုံးမှာဖြစ်ပါတယ်ဒါဆိုရင်ယနေ့ညနေ4နာရီခွဲမှာ6တိထိတ်စီးမင်္ဂလာပါတောင်းငယ်တဲ့မင်္ဂလာပါဓမ္မရတန်မတွေ့တာမမြင်တာကြာပြီးတော့တော့เนาะတော့လဲဒီ line တွေမတက်ဖြစ်ဘူးထင်ပါတယ်အတော့အမပြည့်တာလဲတော်တော်လေးကိုကြာခဲ့ပြီပေါ့เนาะခုမှပြန်တွေ့ရဝမ်းသာပါတယ်အားလုံးပဲ မတွေ့ရမြင်ရခင်ရတဲ့အတွက်ကျွန်တော်ရဲ့ကိုယ်မအားလုံးပဲဝမ်းနာပါတယ်ရေဆက်ရှိလို့စုံတယ်လို့ပဲသဘောထားပါတယ်အားလုံးကိုကျွန်တော်ကိုယ်မများ အားလုံးရည်စဲရှိလို့ဆုံတယ်လို့ပဲတဘောထားပါတယ်အားလုံးပဲတွေ့ရမြင်ရခင်ရတာတကယ်ပင်ဝမ်းသာပါတယ်အားလုံးအားလုံးတော့မျိုးတို့မင်္ဂလာလို့နော်မင်္ဂလာပါလို့ပြောချင်ပါတယ်ရာသီရနေ့ညနေ၄နာရီခွဲမှာ6တိထိစီလို့ခြံသုံးပါတယ်နော်တချို့တွေရဲ့တွေ့ဆုံမှုကတော့ကောင်းဖို့အတွက်တွေ့ဆုံတာပါဗျာတချို့တွေကတော့ဗလိန်ဖို့အတွက်တွေ့ဆုံတာပေါ့နော်လူတိုင်းကိုလိုက်ပြီးဗလိန်နေရတဲ့သူတွေကတော့တသက်ကိုရှိရပေါ့နော်ဒါဆိုရင်ရနေ့ညနေ၄နာရီခွဲအတွက်6တိထိစီကိုတဲ့နော်နောက်ပိတ်တစ်ချက်သွားမယ်နောက်ပိတ်လေးတစ်ချက်လိုက်ကြည့်ပါခြံနေတဲ့ကောင်မများယူတော့ 6 9ကကျွန်တော်တို့6ထိပ်8ပူး8ထိပ်ဟုတ်ပြီနော်19ကကျွန်တော်ရဲ့ဂွေမာကြီး1ထိပ်နဲ့86 13လုံးပေါင်းချင်း86နဲ့ပေါင်းတော့4လို့ရမယ်86ရဲ့6ရဲ့ပေါင်းတော့4 4နဲ့1နဲ့ပေါင်းတော့5လို့ရမယ်ငါ့ကိုနှက်ခတ်ခေါ်တော့3 5 3ဒီအပိတ်လို့ရမယ်ဟုတ်ပြီနော်ဒါဆိုရင်၄ကိုထိပ်စီ၅သုံးအပိတ်ကိုဘာတွက်လဲ၄ထိပ်စီ၅ပိတ်နဲ့၄၅ဆိုပြီးတဲ့ကျွန်တော်ကမှမြတ်ထွက်ရှိလို့အောင်မြင်ခဲ့တယ် ၄၅တဲ့ပေါ့နော်ရှစ်ဘူးဒီကျွန်တော်ရဲ့ကိုယ်မာတွေရှစ်ထိတ်ခွန်ဘူးကခွန်ထိတ်၂၁ကတန်းငယ်တို့နှစ်ထိတ်နဲ့အပေါ်နီးမူတိုင်းနှစ်ရှစ်ခွန်သုံးလုံးပေါင်းချင်းနှစ်နဲ့ရှစ်နဲ့ပေါင်းတော့၃ည၃ည၃နဲ့ခွန်နဲ့ပေါင်းတော့ခွန်လို့ရမယ်နော်ခွန်ရဲ့လက်ခတ်ဒီ၃ညပါခွန်၃ညဒီအပိတ်လို့တစ်ချက်ပြမယ်နော်ဒီမှာ၄ခွန်ထိတ်၅၃ဘိတ်ကို၄ထိတ်၅ဘိတ်နဲ့၄၅တဲ့ဒီမှာလည်းပဲ၅၃ညထိတ်ကျွန်တော်ရဲ့ကိုယ်မာတွေခွန်၃ညအပိတ်ကို၃ညထိတ်ခွန်အပိတ်နဲ့၃ညခွန် တဲ့လောကခဏလေးပါနော်လူလောကခဏလေးပါနော်လူလောကကိုခဏလေးကျွန်တော်တို့ကအလဲလာတဲ့သူတွေပါနော်တနေ့သေးမယ်ဆိုတာအေကံမௌချနော်ဘသူမှမြေကြီးကိုလဝမ်းနဲ့ပုတ်နေတာလွဲကောင်းလွဲကောင်းလွဲမယ်နော်တေမယ်ဆိုရရာတွေကကျွန်တော်တို့လူဖြစ်လာရဲဆိုရဲကတေဖို့ကိုတစိုက်ကတ်ထားပြီးသားပါလူတိုင်းကတေမဲ့သူတွေကြီးပါပဲရောက်မို့တေတယ်ဆိုတာလူတိုင်းကတော့တေမှကြီးပဲဒါပေမဲ့ကိုမတေခင်ချိန်လေးမှာပေါ့နော်တယောက်နဲ့တယောက် နော်တအူးနဲ့တအူးပေါ့နော်တအူးနဲ့တအူးတိုက်ခိုက်ခြင်းနေနော်တိုက်ခိုက်ခြင်းနေမရှိဘဲနဲ့တအူးတွင်တအူးချစ်ချစ်ခင်ချစ်ချစ်ခင်ခင်လေးပဲနေသားခြင်းမှာလေဘသူ့ဘော်မှာတိုက်ခိုက်ခြင်းနော်ရန်လိုခြင်းမလိုမုန်းထားခြင်းတန်းငယ်လုံးဝမရှိပါဘူးတန်းငယ်ဘော်ကိုရှိတဲ့ကိုရီမလေးစိတ်ချမ်းသာကိုချမ်းသာပါစေလို့တန်းငယ်ကဆုတောင်းပေးပါတယ်ခင်တဲ့သူချစ်တဲ့သူမုန်းတဲ့သူအားလုံးလည်းဒီနေ့ကနေကျေးဇူးလေးထိုးတင်ပါတယ်အားပေးတဲ့အတွက်ကိုရီမအားလုံးကျေးဇူးလေးတင်ပါတယ်နော် တန်ငယ်တို့အားလုံးဒီနေ့သိရမယ်ဆိုတာသိထားတာဖြစ်တဲ့အတွက်အကောင်းဆုံးနေနဲ့အကောင်းမဆုံးနေကိုပဲလောက်သွားဖို့တန်ငယ်စိတ်ကူးရှိပါတယ်နော်ဒါအားလုံးကိုပြောတာပါဘယ်သူမှတိုက်ခိုက်တာမုန်းတီးတာရန်လိုရဲ့စိတ်တန်ငယ်မှာလုံးဝလုံးဝမရှိပါဘူးနော်အကိုရမတွေမှာလည်းအဲ့ဒီစိတ်ရှိခဲ့မယ်ဆိုရင်တော့မှနော်ကိုယ်စိတ်ကလေးကိုကိုယ်ရှော့ဖို့ပြောချင်ပါတယ်နော်သူများကိုတိုက်ခိုက်နေတဲ့သူများနော်မျိုးတိုက်ခိုက်နေတဲ့အကိုရမတွေအားလုံးပဲနော် တိုက်ခိုက်တယ်ဆိုတော့ကိုဘလောက်ပဲတိုက်ခိုက်တိုက်ခိုက်ကိုနဲ့ကျွန်တော်လည်းမြင်ရမှလည်းမဟုတ်သလိုတွေ့ရမှလည်းမဟုတ်ဘူးအကိုတိုက်ခိုက်နေတဲ့အကိုရဲ့ပြူတဲ့ကံဟာအကိုထံပဲပြန်မယ်။ကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင်အကိုမကောင်းတာပဲခံရမယ်။ဒါကြောင့်မို့သူများကိုတိုက်ခိုက်မဲ့တိုက်ခိုက်နေတဲ့သူတွေနော်ကိုကိုတိုင်းကောင်းအောင်ကြိုးစားပါ။သူများကိုတိုက်ခိုက်နေလို့အကိုတပားရအောင်မဟုတ်အကုသူပဲရအောင်ဖြစ်ပါတယ်။ဒါကြောင့်မို့အကုသူမယူပါနဲ့နော်ဒါကြိုးပြောပြပေးတာပြောပြပေးတာပါ။ဆရာကြီးမဟုတ်ပါဘူးပြောပြပေးတာ။အကုသူယူရင်အကုသူပဲရအောင်ပါနော်။ သူများတို့ရလို့အကိုပတ်စံ90လည်းမရဘူးတရားလည်းမရဘူးเนาะအကိုမများသူများတို့တိုက်ခိုက်လို့ပတ်စံ90လည်းရအောင်မဟုတ်ဘူးတရားလည်းရအောင်မဟုတ်ဘူးဟုတ်ပြီလားသူများတို့မတိုက်ခိုက်ဘဲနဲ့ကိုဘွားနဲ့ကိုနေတာအကောင်းဆုံးပါပဲဗျာเนาะမလုံးညာထိတ်ခုံတော်ညာဘိတ်ကိုသူများထိတ်ခုံဘိတ်နဲ့သူများခုံတဲ့ဆက်တော်မယ်ခုံဘူးကျွန်တော်ကိုမများခုံထိတ်43ဒီ၄ထိတ်တဲ့၄၅က၄ထိတ်နဲ့၄ခုံ၄သုံးလုံးပေါင်းခြင်းဖြစ်ပါတယ် လေးနဲ့ခုံနဲ့ပေါင်းတော့တတင်းနဲ့လေးနဲ့ပေါင်းတော့ငါးလေတို့ငားလို့ရပါတယ်ငားရဲ့နှက်ခတ်သည့်သုံးပါငားသုံးသည့်အပိတ်လို့ရပါတယ်မှန်တယ်သားငယ်တယ်ဟုတ်ကဲ့ပါနော်တချောက်တိတ်ကိုငားသုံးအပိတ်နဲ့တထိတ်သုံးအပိတ်နဲ့တသုံးဆိုဒဲထွက်ပါတယ်တန်းရဲ့တွေးကြမြင်တာနော်အခုတန်းရဲ့တွေးနေတဲ့မြင်နေတာလေးတွေကိုအားလုံးကိုရစေခြင်းနဲ့ဆန္ဒတစ်ခုနဲ့စေတနာနဲ့တက်ပြတယ်ဒါပေမဲ့တန်းကပြောပေါ်မှာဗလိန်းတဲ့သူတွေရမ်းများတယ်ဆဲတဲ့သူကတစ်မျိုးဗလိန်းတဲ့သူကတစ်မျိုး အကွက်တရားများလိုက်တာတမျိုးတန်းငယ်ပြောချင်းချင်းလေးဘသူ့မှာဒေါသမန်ဒေါသမမနာနဲ့တန်းငယ်ပြောနေရမှုတန်းငယ်စေတနာနဲ့ပြပေးတာကြိုက်မှာထိုးမကြိုက်ရင်90ဘူးလည်းမထိုးနဲ့တရားဘူးလည်းမထိုးနဲ့ကိုယ်ပဇံနဲ့ကိုထိုးတာကြောင့်မို့တန်းငယ်မဲတမ်းပြောတယ်ဒါကြောင့်မို့တန်းငယ်ကိုနေရဆိုရင်ဖွဲ့ဝင်ခေါ်မယ်လို့တော့ညွှန်ကြားလိုက်သေးရေနော်ညွှန်ကြားထားသေးတယ်ဒါလည်းဘလို့ဆက်ဖြစ်မလို့ဆက်ဖြစ်မလဲဆိုတာတန်းငယ်စဉ်းစားဆုံးဖြတ်နေတုံးပါပဲနော်ဘလို့ဒီအတိအကျဖြစ်မလဲဆိုတာစဉ်းစားဆုံးဖြတ်နေတုံးပဲနော် ဒီ၆ထိပ်ကို93ပိတ်နဲ့13တဲ့ဆိုပြီးထွက်တယ်။အဲယနေ့ယနေ့၄နိုင်ကိုတော့၆တထိပ်ကိုအပိတ်ကတော့43လေးထိပ်ပါတဲ့25က2ထိပ်ပါ။တုံညာကွန်ဒီကျွန်တော်ရဲ့ဂွေမာ၄ညာထိပ်ပါ။တုံညာ၄နှစ်သုံးလုံးပေါင်းခြင်းတုံညာနဲ့၄နှစ်ပေါင်းတော့၄၄နှစ်နှစ်နဲ့ပေါင်းတော့တုံညာရဲ့၄ရဲ့ပေါင်းတော့၄၄နှစ်နှစ်နဲ့ပေါင်းတော့၆လို့ရပါတယ်၆ကိုနှစ်ခက်ခေါ်တော့၉ပါ၆၉ဒီအပိတ်လို့ရပါတယ် ဒါဆိုရင်တော့6တွေ့ထိုက်ကို6 9အပိနဲ့ဗာတဲထွက်မယ်ပေါ့ Okay ကဲအားလုံးမင်္ဂလာရှိတဲ့ညနေခင်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။ထိုင်စည်းသည့်6တွေ့ထိုက်အပိက6 9အပိလို့ရထားတယ်နော်။ကျိုင်းနေတဲ့ကိုဒီမားတွေယူသုံးနိုင်ပါတယ်ယူကစားနိုင်ပါတယ်မကြိုက်ဘူးဆိုရင်တပြားဘူးမှမထိုးနဲ့90ဘူးလည်းမထိုးနဲ့100ဘူးလည်းမထိုးနဲ့တပြားဘူးမှမထိုးနဲ့เนาะ ကိုပန်းနဲ့ကိုရိုးတာပါဟုတ်ပြီလားကိုရမှာကိုယူရမှာအငယ်ကိုယုံကြည်ပြီးတော့တတန်လေးလိုက်ထိုးနေစရာမလိုဒါနဲ့ကိုနဲ့ကြိုက်တယ်ဆိုမှထိုးမကြိုက်ရင်မထိုးနဲ့နော်ကဲဒါဆိုကျွန်တော်ကဘယ်နောက်တဲ့ထိတ်စည်းတစ်ချက်ရှိရထိတ်စည်းလေးတစ်ချက်ကြည့်တကိုတစ်ထိတ်တဲ့21တည်းပဲကျွန်တော်ကဘယ်မှာတင်းနဲ့ကိုတင်းတင်းနဲ့တင်းနဲ့ပေါင်းတော့နှစ်နှစ်ရဲ့နှက်ခတ်သေးလေးနှစ်လေးသည်ထိတ်စည်းလို့ပြမယ်နှစ်လေးထိတ်ကို၅သုံးဘိတ်နဲ့ လေးဒိစီ5ဘိတ်နဲ့45ဒဲထွက်တယ်21တည်နှစ်ထိပ်ပါ45 5ဘိတ်25နှလုံးပေါင်းချင်းခွန်နှစ်လို့ရမယ်ခွန်ရဲ့နှက်ခတ်တည်3ရပါခွန်3ညတည်ထိပ်စီးပါခွန်3ညထိပ်ကိုခွန်3ညဘိတ်နဲ့3ညထိပ်ခွန်ဘိတ်နဲ့3ညခွန်ဒဲထွက်တယ်45တည်4ထိပ်ပါ3ညခွန်ခွန်ဘိတ်4ခွန်နှလုံးပေါင်းချင်းတည်လို့ရပါတယ်တည့်ရဲ့နှက်ခတ်တည်8ပါ တရှိသည်ကျွန်တော်ရဲ့ဂွေမာတွေထိတ်စီလို့ပြပါတယ်နော်တရှိတဲ့ကိုကျွန်တော်ရဲ့ဂွေမာတွေ9သုံးဝက်ဘိန်းနဲ့တထိတ်စီ3ဝက်ဘိန်းနဲ့13တဲ့ဆိုပြီးထွက်ပါတယ်ဒါဆိုယနေ့ညနေ4နာရီခွဲမှာ၃ညကွန်၃ညထိတ်တဲ့13သုံးဝက်ဘိန်း၃ညသုံးနှလုံးပေါင်းခြင်း၃ညနဲ့၃နဲ့ပေါင်းတော့၃ကိုရပါတယ်၃ကိုနှက်ခတ်ခေါ်တော့9 3 9ဒီထိတ်စီလို့ရပါတယ်ယနေ့ညနေအဲ့လိုလေးဂိုင်းသုံးထားတယ်၃9ထိတ်စီ6ခုဘိန်းကိုပါထဲထွက်မလဲပေါ့နော်ဒါဆိုရင်ခဏန်းထုတ်မယ် ယနေ့ညနေ၄နာရီခွဲအတွက်တော့တန်းငယ်နဲ့လယ်ရွဲခြင်းနဲ့ခံဆက်ခြင်းနဲ့ဆိုတဲ့အကူဒီမှနေရှိရင်ဒီဖုန်းနံပါတ်ကိုလာရောက်ယူနိုင်ပါတယ်เนาะတန်းငယ်မနက်ကဆိုရင် Facebook မှာ live မလွန်ပြဘူး YouTube မှာပဲလွန်ပြတယ်เนาะဒါ Facebook ဟာအကူဒီမှတွေကိုလည်းเนาะတွေ့တာမြင်တာသိတာလေးကိုလာဖြတ်ပြပေးတာဆရာကြီးလုံးဝမဟုတ်ပါဘူးတန်းငယ်ယနေ့ညနေ၄နာရီခွဲအတွက်အော်နှက်ွက်ရေးချယ်ပြီးပေးမှာဖြစ်ပါတယ်669ဒီဖုန်းနံပါတ်669293ပုံကိုရှိကိုကျွန်တော်ရဲ့ကူမကြီးဟိုင်းပြီးတော့လာရောက်ယူနိုင်ပါတယ်လို့တန်းငယ်ကပြောချင်ပါတယ် ဲလိုလက်တွဲလိုတဲ့ဆန္ဒရှိတဲ့ကိုရီမတွေလာရောက်လက်တွဲပါဆန္ဒမရှိတဲ့ကိုရီမတွေတပြားမှတယောက်မှလာပြီးလက်တွဲစရာမလိုဘူးเนาะပောက်ပေးလားလို့မမေးနဲ့ပောက်ရင်စေတနာကြီးမုတ်ဖိုးလေးလွှဲပေးပောက်ရင်ကိုရီမတွေစေတနာရှိတဲ့လောက်စေတနာကြီးမုတ်ဖိုးလေးတော့လွှဲပေးဟုတ်ပြီလားတားငယ်ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ပတ်စံရှိတဲ့သူပဲဖြစ်ဖြစ်ဆင်းရဲတဲ့သူပဲဖြစ်ဖြစ်ပတ်စံရှိတဲ့သူတွေပို့ပြီးပြောချင်ပါတယ်เนาะတေသွားရင် IPC တွေကုန်ထားခဲ့ရမှာเนาะတေသွားရင်တေတဲ့သူ ကိုသားသမီးတိတ်တဲ့သူဘယ်သူမှလာပြီးပတ်စံနေလိုက်ပြီလို့မရဘူးတည်ရင်ကပ်ပတ်စံနေရကုံထားခဲ့ရမှာကြီးပဲเนาะဘယ်အောင်မှတိတ်ပြီးတော့အစွဲလမ်းကြီးထားမနေကြနဲ့ဟုတ်ပြီလားပတ်စံနေလဲတွန်းရှာပတ်စံနေတွန်းရှာနေပြီးတော့သူများကိုတိုက်ခိုက်ပြီးရှာတယ်သူများကိုလိန်လဲပြီးတော့ပတ်စံရှာတဲ့သူတွေသူများကိုလိန်လဲပြီးတော့ပတ်စံရှာတဲ့သူတွေသူများကိုတိုက်ခိုက်ပြီးမှပတ်စံရှာတဲ့သူတွေเนาะတခုပြောချင်တာတည်ရင်အဲ့ပတ်စံနေကုံထားခဲ့ရမှာเนาะအကိုလှုပ်တဲ့ကံတွေကကိုထံအောင်ပါမှာတန်တရာကြရင်ခံရမှာကိုပဲခံရမှာ နော်ကိုမိသားစုလိုက်ခံမှာမဟုတ်ဘူးဗမိသားစုခေါင်းစားဖို့အတွက်ရယ်ဆိုပြီးတော့သူများကိုတိုက်ခိုက်တဲ့သူတွေတိုက်ခိုက်ပြီးတော့ကြီးပေါင်းအောင်လုပ်နေတဲ့သူတွေနော်သူများမျက်ရည်ပေါက်ကြီးငယ်ကြပြီးမှထမင်းစားနေရတဲ့သူတွေနော်ထမင်းစားနေရတဲ့သူတွေနော်သူကဘာကြီးသိမ့်လားလက်ပြတ်ဝင်ဖြစ်သွားပြီဖြစ်သွားရောเนาะအဲ့လိုလူမျိုးတွေเนาะသူများကိုဆဲဆိုပြီးမှစကားတလုံးကိုထွက်သွားတဲ့သူတွေเนาะတတိထားပါကိုပြူးတဲ့ကံကိုထံပဲပြန်มาเนาะ အတူတမ်းမပြန်ဘူးအကိုကပြောလိုက်တဲ့ဇကားကအကိုရင်ထဲကထွက်တဲ့ဇကားဖြစ်တယ်။ဒါပေမဲ့တန်းငယ်ကအကိုပေါ်မှာစေတနာနဲ့ပြန်ပြီးတုံ့ပြန်တဲ့အခါကိုပြူးတဲ့အခံအကိုထံပဲပြန်မှာပါ။တန်းငယ်ထံကိုပြန်မှာမဟုတ်ဘူး။အကိုကောင်းတာပြောရင်ကောင်းတာခံစားရမှာမကောင်းတာပြောရင်ကိုပြူးတဲ့ထံကိုထံပဲပြန်မှာ။ရှင်းရှင်းပြောပြပေးတာနော်။ရှင်းရှင်းပြောပြပေးတာဟုတ်ပြီလား။နော်သူများမျက်ရည်ပေါက်ကြီးငယ်ကြပြီးမှထမင်းစားရတဲ့လုံမျိုးတွေမလုပ်စေချင်ဘူး။ ကိုတရင်ကိုတော့ဘယ်ရမှမပါဘူးကိုပြုတ်လောက်ခဲတဲ့ကောင်းမှုကံအာကုတောကံကုတောကံတရားပဲကိုတော့ကိုပါမှာအဲ့ဒါလေးတော့သိထားကြဟုတ်ပြီလားဟောသူများကိုတိုက်ခိုက်ပြီးမှဟောသူများကိုမျက်ရည်ပေါက်ကြီးငယ်ကြပြီးမှငွေရှာနေတဲ့သူတွေကိုပြော့ပြပေးတာပြော့ပြော့ပေးတာခုလိုမျိုးရိုင်းရိုင်းဆိုင်ဆဲဆိုတဲ့သူတွေနော်ပြော့ပြပေးတာအသက်အသက်ကြီးတာနဲ့တည်တရားကြီးတာနဲ့မတူဘူးနော်အသက်ကြီးတိုင်းတည်တရားရှိတာမဟုတ်ဘူး အသက်ဘလောက်ကြီးကြီးတိတိယမရှိတဲ့သူကမရှိ ਉ မရှိတာနော်အသက်ဘလောက်ကြီးကြီးတိတိယမရှိတဲ့သူကမရှိ ਉ မရှိတာနော်အသက်တာကြီးတာတေဖို့အတွက်ကြီးလာတဲ့သူတွေအများကြီးပဲဟုတ်ပြီလားအသက်ကြီးတာတေဖို့အတွက်ကြီးလာတဲ့သူတွေအများကြီးပဲနော်ကိုပြောလိုက်တဲ့စကားတွေကိုကိုရဲ့အုံနောက်ကိုပိုင်ဉာဏ်ရည်နဲ့ပြန်ပြီးသုံးသပ်ပါဟုတ်ပြီနော်ကိုတိန်ကတော့ဘယ်မှမပါဘူးနော်တိတ်ပြီလဲဆဲမရီနဲ့တန်တရာအတွက်မကောင်းဘူးဟုတ်ပြီလား ကိုကျွန်တော်ဆဲလို့ပတ်စံလဲရမှာမဟုတ်ဘူး90လဲမရဘူး100လဲမရဘူးအကိုလဲအသားတထွာတမိုက်တိုးမလာဘူးကျွန်တော်ဆဲလို့အသားတထွာတမိုက်တိုးမလာဘူးဒါကြောင့်မလို့နော်တတိသားကိုပြောတဲ့စကားကိုကိုပန်းကိုတောင်းဝင်ယူမှုတောင်းဝင်ခံမှုနဲ့တန်တရားမှာခံကြပြီတော့ဟုတ်ပြီလားကဲဒါဆိုကနန်းထုတ်မယ်နော်

chó ngà cổ nước tiếng ngà cổ nước ဲဒီလောက်ပဲကျွန်တော်ကမှများကဲအားလုံးပဲတော့ဘမိုင်းမှာကံကောင်းကြပါစေယနေ့ညနေ၄နာရီခွဲအတွက်တန်းငယ်နဲ့လက်ရွေးခြင်းနဲ့ကိုမှများ669 293 398ကိုဟိုင်းပြီးတော့ line လက်တွဲနိုင်ပါတယ်เนาะဖောက်ရင်တော့စေတနာရှိသလောက်မဖိုးလေးပဲပေးမတရားရေးစားတွေတိတ်မစားခြင်းဘူးเนาะဝါလာမှာဆိုလို့ဟုတ်ပြီလားကဲဘမိုင်းပါကံကောင်းပါပါစေ